ဗျာဒိတ်ကျမ်း6ပါဘုနာ။ဘာပြောထားလဲဆိုတော့ယစ်ပလင်အဝဝိညာဉ်တွေအသေသက်ချင်းခံရတဲ့သူတို့ရဲ့ဝိညာဉ်တွေကသူတို့အတွက်တရားစီပေးဖို့နော်တောင်းဆိုတယ်ဘုနာ။ဝိညာဉ်တွေကဘယ်သူတွေလဲ။ပြီးတော့အဲ့ဒီပလင်ကရောဘယ်မှာရှိတယ်လဲ။အဲ့ကျမ်းပိုက်လေးကိုနည်းနည်းရှင်းပြပါတမန်တော်ယောဟန်ကဗျာဒိတ်ယူပါရင်ရတဲ့ခါမှာယေရှုခရစ်တော်ဒစိတ်တစ်ချက်ပြီးတစ်ချက်ဖွင့်တာဒစိတ်၅ချက်မြောက်လိုက်ကြလဲကြောက်ကောင်းဝင်ပိတ်မန်တော်မှာရှိရဲ့ရစ်ပလင်ရှိရဲ့အောက်မှာအသေးသက်ချင်းခံရတဲ့သူတွေအများကြီးကိုတွေ့တယ်။အသေးသက်ချင်းခံရတဲ့သူတွေကကျွန်တော်တို့ရဲ့ တက်တဲ့သူတွေကိုတဲ့တက်တဲ့အလဲရောက်သူတို့ရဲ့အပြစ်ကိုမစီရင်ပဲအဘဲမြကာလပတ်လုံးနေမှာလဲဆိုတော့ဖျားသခင်ကိုအော်ဟစ်ကြတယ်ပြီးလို့ရှင်သူတို့အဝတ်ဖြူလဲပေးလိုက်တယ် ဒီအသေးသက်ချင်းခံရတဲ့သူတွေဆိုတာနီရိုဘင်လက်ထက်မှာအသေးသက်ချင်းခံရတဲ့သူတွေရှိမယ်ဒါယောဟန်လက်ထက်ကဗျာဒိတ်ကျင်းဆိုအနာဂတ်ကိုပြောရတဲ့အခါကျတော့အနာဂတ်ပုံဟမ်းမင်းနေရခရစ်ယာန်တွေညှိမှန်းနှိမ့်ဆက်တဲ့အချိန်မှာခရစ်ယာန်တွေတန်းတရာသေးတာရှိမယ်ကွန်မြူနီလက်ထက်မှာသေးတာရှိမယ်ဒါပေမဲ့တကယ်တော့အဲ့ဒါဝိညာဉ်နဲ့လားဟုတ်လားဆိုတာမဟုတ်ဘူးအဲ့ရစ်ပလင်ရှိတဲ့ဘုံကြီးတကယ်ရှိလားဆိုလည်းမရှိဘူးပုံဥမာကိုခိုင်းနိုင်ကြပြတော့ဗျာဒိတ်ကျင်းတစ်ခုလုံးကပုံဥမာလေးပဲဆိုလို့ဒါကျွန်တော်အဲ့ဒါယူတကယ်ကြီးသွားပြီးတော့တကယ်အစစ်ကြီးယူစားပြီးတော့ခေါင်းခွန်းနှလုံးနဲ့ဂျိုးဆဲချောင်းရှိတဲ့ငကားကြီးပင်နဲ့အောက်မှာရှိတဲ့ဆိုတော့သွားကြည့်တော့လိုက်ရှာလို့မရဘူးခေါင်းခွန်းနှလုံးဂျိုးဆဲချောင်းနဲ့ချင်းသိမ့်နှုတ်နဲ့ချက်သိက်ကိုနဲ့ဝင်ချင်းနဲ့ရှိတဲ့ ဲ့အကောင်ကြီးက6ရပောင်း1260တုံးဒူတွေညင်းစေတယ်ဆိုဒါကြီးကပုံဆောင်ချက်တွေဖြစ်တယ်လေမိမကနေကိုဝစ်တယ်လက်ကိုချင်းနဲ့နင်းတယ်ဆိုဒါကြီးကပုံဆောင်ချက်တွေဖြစ်တယ်အဲ့ဒါကြောင့်ဒီအခုပြောတဲ့ရစ်ပလင်အောက်မှာရှိတဲ့ဝိညာဉ်တွေဆိုတာပုံဆောင်ချက်တွေဖြစ်တယ်ဘာကြောင့်ဆိုတော့ပထမအဆုံးကဘာဦးချက်မှာဖျားသခင်ကအကိုင်းနာနဲ့အာဘိဒါမှာကိုင်းနာအာဘိဒါကိုတက်လဲတက်လိုက်ကောအာဘိဒါရဲ့တွေးတွေက မြေကြီးပေါ်ကြာသွားဖရာသခင်ကကာယနာရှိတဲ့အရက်ကိုလာတဲ့အခါတင့်ကြီးရဲ့တွေ့ရငါ့အော်ဟစ်တယ်တွေ့ရဘယ်လိုလို့အော်ဟစ်လို့ရမှာဆိုတော့တဘောကတရားရောက်ကတေဝိုက်ဆိုရင်သူ့ရဲ့တွေ့ရမြေကြီးကိုကြာပြီဆိုရှင်အဲ့မော်လီကျူးတွေအကုန်လုံးကဘာဖြစ်လဲဆိုတော့တရားစီရင်မှုတောင်းနေတာဖရာသခင်ကတရားစီရင်မှုတောင်းနေအထွတ်မြတ်အာနာဇတ်တွေရှိသမျှကိုစကြာဝဠာကြီးတစ်ခုလုံးတရားစီရင်မှုပေးပါဆိုတော့တောင်းဆိုနေတာဒါကြောင့်အဲ့အော်ဟစ်တယ်လို့ခေါ်တယ်ဒါပုံခိုင်းနိုင်တင်စားပြီးတော့ပြောဆရာဖြစ်တယ်ဟဘကုတ်အခန်းကြီးနှစ်ထဲမှာဆိုလို့ရှင်ကြောက်ထရံနေတာကြောက်တလုံးက အော်ဟစ်ပြီးငိုကြွေးတဲ့အခါမှာတစ်သားစုတွေတည်းကတစ်တချောင်းမှာထူးတယ်တဲ့ဟမ်ကြောက်နေတဲ့တွေကဘယ်လိုလို့အော်ဟစ်လို့ရမှာလဲဆိုလို့တဲ့သဘောကဘာဘူးလုံးရှင်ဘင်းနေဘုခနေစားကအဖေဒီမှာရှိတဲ့သူတွေနှိမ့်နှိမ့်ဆက်တဲ့အခါမှာအဖေမှာရှိတဲ့မြို့ရိုးတွေကြောက်ထည်နေအကုန်လုံးပြိုကျတယ်တစ်တစ်နိုင်ငံတွေအကုန်လုံးကဒီမြို့ရိုးတွေအကုန်လုံးပြိုကျတယ်ပြိုကျတဲ့အခါမှာကြောက်ကငိုကြွေးတယ်ဒီဘာဘူးလုံးရှင်ဘင်းကအစမပြတ်တနိုင်ငံပြီးတနိုင်ငံလုံးကိုလိုက်ပြီးနှိမ့်နှိမ့်ဆက်နေပါလားဆိုတော့သူကအော်ဟစ်တယ်အော်ဟစ်တဲ့အခါမှာတစ်အဲ့ပြိုကျသွားတဲ့တစ်ကပဲပြန်ထူးတယ်လို့ပြောတယ်မပူနေတဲ့ အဲ့ဘာဘလို့မျိုးပါလဲပြန်ပြီးတော့စီရင်ချင်းခံရနိုင်မယ်လို့ထူတာဆိုလို့ရတယ်တကယ်ထူတာလားဆိုတော့မဟုတ်ဘူးဒါပုံခိုင်းပြီးတင်စားဒါလို့တစ်ကထူတယ်ဆိုတော့အကြောင်းညာဟေရှား၁၄တဲ့မှာရေးထားဘာဘလို့ပါရှားတိုက်ခိုက်သွားတဲ့အခါမှာဘာဘလို့မှရှိတဲ့အာဘာလဲဆိုလို့ရှင်ဘာဘလို့မျိုးယူကြီးလဲပြိုကြအောင်အကုန်လုံးဘာဘလို့မျိုးပြည့်စည်သွားတဲ့အခါမှာ တစ်ကဘာပြောလဲဆိုတော့ငါတို့ကိုတဲ့ခုတ်လဲတဲ့သူအခုတော့တဲ့သူကိုယ်တိုင်ပျက်စီးသွားရည်လို့ထင်းရှုပင်နဲ့အာရှရပင်တို့ကပြောရတယ်ထင်းရှုပင်နဲ့အာရှရပင်တို့ကစကားမှမပြောတတ်တာဒါပေမဲ့ဒါဖုံခိုင်းတာတင်စားတာနောက်တစ်ခုကယေရှုခရစ်တော်ဂျေဇုမြို့တဲ့ဝင်ရှင်ဝင်တဲ့ခါမှာဟောချနာဖြစ်စေစီဟောချနာဖြစ်စေစီဒီဖျားသခင်အခွင့်နဲ့ကြွလာတဲ့သူကဘုန်းကြီးစေစီတို့ပြောတဲ့ခါမှာလေကိုရဲတပည့်တော်တွေစုံမပါအောင်နဲ့ဘာအော်ဟစ်နေကြတာပဲလေယေရှုခရစ်တော်ကသူတို့ကမအော်ဟစ်ဆိုဆိုရင်ကြောက်တုံးနေတာချီးမွမ်းကြလိုက်မယ်ကြောက်တုံးနေတကယ်ချီးမွမ်းတယ်လို့လားမဟုတ်ဘူးလေဘာဟုတ်ဆိုလားဆိုဖုံခိုင်းနိုင်ပြီးတော့တင်စားထားအရာတွေဆိုလို့လားအခုပြောတဲ့ရစ်ပလင်အောက်မှာရှိတဲ့ ဲ့ဝိညာဉ်ဆိုရယ်ပုံခိုင်းနိုင်တာ။ဘာကြောင့်လဲဆိုလို့ရှိရင်ယေရှုခရစ်တော်လက်ထက်မှာလည်းအသေးခံတဲ့သူတွေရှိတယ်။တမန်တော်တွေလက်ထက်ဒီနီရိုဘင်လက်ထက်ဟစ်တလာလက်ထက်ကွန်မြူနီလက်ထက်တရုတ်ပြည်မှာအပါဝင်နောက်ဆုံးတော့အမေရိကနောက်ဆုံးညှိမှတ်နှိပ်စက်ခြင်းကကလာလက်ထက်အတိမြင်မဲ့နှိမ့်ဆက်ခြင်းခံရတဲ့သူအများကြီးရှိမယ်သူတို့ရဲ့အသွေးတွေကမြေကြီးကိုကျတာကျတာရဲ့အသွေးတွေကဘာလဲဆိုဖျားခင်တရားစီရင်ပေးဖို့တောင်းဆိုတယ်တောင်းဆိုနေပေမဲ့အဲ့အရင်တော့ခင်မှရှိရတောင်းဆိုတဲ့ သူတွေကတခိပြီးတခိတောင်းဆိုလာပြီမြေဖျားသခင်ကသူတို့ကိုနောက်ဆုံးမှာဘာဖြစ်လဲဆိုတော့ဝင့်လုံရှုပေးတယ်ဆိုတော့နောက်ဆုံးကလို့ရှင်သူတို့ရှင်မြတ်ထမြတ်ခွင့်ပေးမယ်ထမြတ်ခွင့်ပေးပြီးတော့သူတို့ဝင့်လုံရှုပေးမယ်ဒါနောက်ဆုံးကြမှာပေးမယ်ဝင့်လုံဒါပေမဲ့သူတို့ကအဲ့နောက်ဆုံးရဖို့ဘာကိုစောင့်အောင်မလဲဆိုတော့သူတို့လိုမျိုးပဲအသေးသက်ချင်းခံမဲ့သူတွေနောက်ဆုံးတော့ကာလာတီကိုထတ်ဆောင်အောင်မှာထတ်ရှိလာအောင်မှာနောက်ဆုံးတော့ကာလာအထိအသေးသက်ချင်းခံပြီးွားတဲ့သူတွေမာတုရတဲ့အများကြီးများပါပြီ။ဖျားသခင်အမြတ်တော်ခေါ်ပလာခုနှစ်လုံးနဲ့ပြည့်သွားပြီဆိုတော့မှဖျားသခင်မြေကြီးကိုအမြတ်တော်ခေါ်ပလာခုနှစ်လုံးလောင်းလိုက်ပြီးတော့ခုနက တို့ကိုတတ်လိုက်တဲ့သူတွေကိုတရားစီရင်မှာဖြစ်တယ်။တရားစီရင်တာမှာကျွန်တော်ပြောပွားထမြောက်ခြင်းဆိုတာ special resurrection ဆိုအထူးထမြောက်ခြင်းရှိတယ်။အထူးထမြောက်ခြင်းခံရတဲ့သူတွေထမြောက်တဲ့ခါကျတော့ခရစ်တော်ဒုတိယအကြိမ်ပြန်ကြွလာမှာလေခံရမယ်။တတိယအကြိမ်ပြန်ကြွလာတဲ့ခါမှာလည်းနောက်တစ်ခါမိနေဖြည့်ဆည်းခြင်းခံရမယ်။ဒါကြောင့်မို့တရားစီရင်ပေးဖို့ရစ်ပလေအောက်မှာရှိအသွေးတွေဆိုတာလေပုံခိုင်းနိုင်တာ။တရားစီရင်တရားစီရင်ဖို့တောင်းဆိုထားတာဆိုလိုတာဖြစ်တယ်ဆရာ။အဲဒီဂျမ်းမိုက်ကကျတော့ဒါဆိုလိုတဲ့သဘောကမာတူရာတွေကိုဆိုလိုထားဖြစ်တယ်။ဟုတ်ပြီ။ဆိုတော့ အသွေးတွေကတောင်းဆိုရပါတော့တရားမျှတမှုပါနော်ဘုရားကလည်းတရားမျှတမှုပေးတာပဲပေါ့နော်အခုက special resurrection မှာနော်ညမနှိပ်ဆက်တဲ့လူသခင်ခရစ်တော်ရောင်တတ်တဲ့လူကိုပေးရှင်လိုက်တယ်ဟုတ်တယ်နှာခေါက်လေးပါမနော်ဟုတ်တယ်ဒီတစ်ခေါက်ရှင်ပြီးပြန်သေးပြီးဒုတိယတတိယတစ်ခေါက်သခင်ခရစ်တော်လာတဲ့ခါကျပြန်ရှင်ပြီးပြန်သေးပဲနော်ဟုတ်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ကြားရတဲ့အရာတွေကလည်းတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတာเนาะဒီမှာကြားနာတဲ့ညီကိုမောင်နှမတွေလည်းစိတ်ဝင်စားမယ်ဒီမှာတရားပို့ပြီးတော့လေ့လာမယ်ပို့ပြီးတော့ နားလည်မယ်လို့လည်းမျှော်လင့်တယ်ဒေါက်တာဟေဗန်လည်းကျေးဇူးအများကြီးတင်တယ်ဟုတ်ကဲ့ဘုရားကောင်းကြီးချပေးပါစေဘုရားရဲ့အမှုတော်မှာလည်းဆက်ပြီးအကောင်းဆုံးပါဝင်နိုင်ပါစေပေါ့နော်ဗီဒီယိုတစ်ခုဖိတစ်ခုကျွန်တော်အစင်လိုက်ကြည့်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့နားလည်ပါလိမ့်မယ်အစင်လိုက်ပါကျွန်တော် basic concept ကိုပြောထားတဲ့အခြေခံသဘောတရားတွေပြောထားအကြောင်းအရာတွေရှိခဲ့တယ်ဒါကြတော့ဝိညာဉ်ရဲ့တည်ခြင်းရဲ့ရှင်မြတ်ထမြောက်ခြင်းငရဲဆိုတဲ့အကြောင်းအရာတွေသိပြီးပါရဲ့ဆိုတော့ဒီမေးခွန်းတွေကိုကျွန်တော်ဖြေပြတဲ့အခါကျတော့ရှင်ပို့ပြီးတော့နားလည်ပါဖြစ်ပါဆက်ဆက်ရှိတာပေါ့နော်ဟုတ်ကဲ့ အားလုံးကိုကျေးဇူးအများကြီးတင်တယ်ကျမ်းသာလူရဲ့ကျေးဇူးတင်တယ်ဆရာ heaven နဲ့ကျေးဇူးတင်တယ်နော်ဖခင်ကောင်းဝင်ချပေးပါစေ amen